笨丫头啊！ မင်းရရှိမှာဒီခန္ဓာကိုယ်အရှိ့ွက်ပဲသူကယုံနဲ့နော်ပေါင်းစပ်ထားတဲ့ခန္ဓာကိုယ်အဲ့ဒီရှိ့ွက်ကိုသူ့ကိုရှိ့လို့မယ်ဆိုရင်မင်းရအရေးတူမလုပ်ပါနဲ့ လက်လူရှုထားတယ်ခန္ဓာဒီဒုက္ခစ္စသူဆောင်ရလိမ့်မယ်မိမိနဲ့မဆိုင်ဆိုပြီးတော့မှတ်ထားပါပရတောလောစာတာအလုတ်ကတော့ဒုက္ခစ္စသူဆောင်ရွက်ထားလို့မိမိကလိုက်သိနေတာဒါပဲဒုက္ခစ္စထဲမှာ မိမိဝေဘာညတာမရှိကောက်ဝတ်ခြင်းဘာမှမလုပ်နိုင်ဘူး။ပရမတ်တို့ဤသည်သဘာဝတရားပဲ။ဘယ်သူရဲ့အမိတ်ပြေးတော့မှလားထောင်မခါလာဘူးမဟုတ်ဘူး။ဥပိ္ပစာသလုံး။အဲ့ဒါပြီးပြီးတဲ့သိထားတဲ့ယောဂီဟာဥပိ္ပစာသူ လုံနေတာကိုပဲသိပါ။ ီတော့အရှိဝါဖြစ်တဲ့ခန္ဓာကိုယ်ကိုဒုက္ခိစ္စကိုသာမိမိအကဲခတ်သွားဖြစ်တဲ့အတွက်သူ့ရဲ့ပင်ကိုယ်အတိုင်းထားလိုက်မင်းရဲ့တခုခုမှပြုလို့မပြီးပါနဲ့ အမှုရရှုတဲ့ညာကလည်းပဲခန္ဓာကိစ္စဟုတ်လားလိလဟုတ်တညာကိစ္စညာလားအမှန်သိတဲ့သဘောအဲ့ဒီအမှားကံကိုသိနေတဲ့အချိန်မှာ မာနမဖန်တာကိုနားမလည်ဘူးမာနမဖန်တာကိုအရေးမလို့ဖွင့်နေသူ့ငခုရဲကသိတတ်တဲ့စိတ်ဆိုတာရှိတယ်ဟုတ်တော်မဟုတ်တော်သူသိပါအဲ့ဒီစိတ်ဟာအမှန်သိနေတဲ့ဉာဏ်ကိုအနောက်စစ်မပေးအောင် မိမိရဲ့သဘောနဲ့ပြုလုပ်ခြင်းဖန်တီးခြင်းဘာမှမလုပ်ပါဘူးအာလုံရှုွက်ခန္ဓာရောရှုတဲ့ညာကိုအကုန်အနတ္တရယ်ဘယ်သူဘယ်သူမှအတ္တအနေနဲ့သိမ့်ပိုက်လို့အမိန်ပေးလို့တားမြစ်လို့ကောက်ွက်လို့မရတဲ့သဘောတရား ဒါဝုသုရိမကသင်္ခါရဝသင်္ခါရဝိပါဒံတိသင်္ခါရယုံနာအရှုခံဖြစ်တဲ့ယုတ်သင်္ခါရနာသင်္ခါရတို့ကိုသင်္ခါရဝဖြစ်လာရှုကြည့်တဲ့ဉာဏ်သင်္ခါရတို့ဝိပါဒံတိရှုကြဟုတ် ခန္ဓာသင်္ခါရကိုဉာဏ်သင်္ခါရရှိတာခန္ဓာသင်္ခါရရုပ်သင်္ခါရဆိုတဲ့ဖောက်ပြန်ပြတဲ့သဘောနာမ်သင်္ခါရဆိုတဲ့သိပြီးတော့ပြတဲ့သဘောရုပ်နဲ့တပါပုဂ္ဂိုလ်သတ္တဝါမပါဓာတုကဘာဝကတော့ဒီတိုင်းပဲမိမိတို့ပုဂ္ဂိုလ်သတ္တဝါဆိုမိမိတို့ကသွားပြီးတော့အစွဲလန်းနဲ့အစွဲမှားနဲ့သွားပြီးတော့ခြင်းမြဲဆွဲချစ်ပဲဖြစ်တယ် အခုဟာပင်ကိုသိမယ်မိမိတို့ထင်မြင်ဇွဲယူချက်စတဲ့ပြည့်ညက်တွေလုံးဝပါလို့မဲဟာဒါပရမလုံသက်တဲ့ခဲ့ရရှိကဖြစ်တဲ့ယုံနာယုံတခါရနာတခါရသည်ဒုက္ခသတ္တဝမပါတဲ့အမှန်တရားပရမတ်တို့အနတ္တတို့ရှိရညာသင်္ခါရလည်းပဲ အမောင်ကအပေါ်တိုင်းသိတတ်တယ်အသိပဲညံပဲဒီလိုလေမာနဲ့သဘောပေါက်ဘူးမာနဲ့တိုင်းသိနေတယ်ဖောက်ပြန်အောင်ဖောက်ပြန်တယ်လို့ပဲရိုးရိုးမှန်မှန်ပဲသိတယ်သူ့အမိတ်ပေးလို့ကောင်းကောလို့တားမြစ်လို့ပုတ်ကဲလို့မရဘူး ရပုဂ္ဂိုလ်သတ္တဝါနဲ့လွတ်နေတဲ့တရားတွေ။ဖောက်ပြန်တယ်လို့သိနေတဲ့အချိန်မှာဖောက်ပြန်တာလည်းပဲရုပ်သင်္ခါရပုဂ္ဂိုလ်သတ္တဝါမဟုတ်ဘူး။ဖောက်ပြန်တယ်လို့သိနေတဲ့ဉာဏ်လည်းပဲဉာဏ်သင်္ခါရပုဂ္ဂိုလ်သတ္တဝါမဟုတ်ဘူး။အဲ့ဒါရှုနေရမယ်။ဖောက်ပြန်တယ်ဖောက်ပြန်တယ်ဖောက်ပြန်တယ်။ဘယ်ထဲကမှပုဂ္ဂိုလ်သတ္တဝါမပါဘူး။ဒါကိုမြတ်စွာဘုရားကြားကြားပြီးခဏခဏပြီး ဘဝိတ္တဘူလိတာနဲ့သိနေပုဂ္ဂိုလ်သတ္တဝါတခါလည်းလုံးဝပါမလားပြတ်ချင်တယ်။တောင်ပုဂ္ဂိုလ်သတ္တဝါနဲ့ပတ်သက်တဲ့သက္ကာတ္တိအခိုင်မာကောင်းတဲ့ဆိုတဲ့အတ္တတ္တိဒါတွေပြုတ်တယ်ဆိုတော့ကယထာဘုရားကြာကြာပဲဒါသဘောဝကြာကြာပဲပြုတ်တယ်လို့ကိုပြုတ်တာအဲကိုသိရလား အဲသဘာဝပုံကသဘာဝဒီပဲသိနေပါပုဂ္ဂိုလ်တ attva ပါမပါမစစ်နဲ့အလုရှုပ်ဒီမှန်နဲ့လမ်းကိုသွားလို့ဆိုရင်လမ်းမှာအလိုလိုကြံခဲ့တာအလိုလိုပြောက်သွားတာဒါဥပ္ပတ်ဆိုပြီးလမ်းစချာဒီလိုရှိသွားဖြစ်တဲ့ခန္ဓာကိုပုဂ္ဂိုလ်တ attva မဟုတ်တဲ့မိမိတို့ကဘယ်လိုနည်းဘယ်လိုထိုင်စလို့ဆိုရင် ကိုယ်ပဲမမလုပ်နဲ့မလုပ်နိုင်ဉာဏ်တရားကလည်းပုဂ္ဂိုလ်သတ္တဝါဘုံတည်းတည်းလူခန္ဓာမှာတွေ့ထိတဲ့ရှိတဲ့သဘောကိုသာလဲအရှိအနေနဲ့သိမှာပဲတို့ကိုယ်ပဲလို့မရဓာတုကိစ္စနဲ့သူ ဖောက်ပြန်တယ်ခန္ဓာဉာဏ်ကဖောက်ပြန်နေဖောက်ပြန်နေသိနေမယ်သူတို့ကိစ္စတော့ဖောက်ပြန်တယ်လို့သိတဲ့တစ်ချက်မှာ ခန္ဓာသင်္ခါရနဲ့ဉာဏ်သင်္ခါရရှုတာဖောက်ပြန်နေတယ်ဖောက်ပြန်နေတယ်ဖောက်ပြန်နေတယ်လို့သိတယ်သိတယ်ဟာပုဂ္ဂိုလ်သတ္တဝါမပါတဲ့ရုပ်သင်္ခါရနဲ့ပုဂ္ဂိုလ်သတ္တဝါမဟုတ်တဲ့ဉာဏ်သင်္ခါရတို့အလုံးလုံးနေတဲ့ကိစ္စပါ ဒါဆိုဘုယောဂီရှုချက်တော့တော်တော်ရသွားတော်တော်များသွားဖောက်ပြန်တယ်လို့အမတဲ့ဉာဏ်သိတဲ့တစ်ချက်တကယ်ငါလည်းမပါသူလည်းမပါပုဂ္ဂိုလ်သတ်တော်လည်းမပါတဲ့သဘောတရားတွေကအမှန်ပါပဲလားအဲ့ဒီယုံကြည်ချက်တစ်ချက်တစ်ချက်ပါသွားရင် ဓာတ်တော်တော်စိတ်ချရတယ်ပြီခြေပြီးကြည့်ပါဖောက်ပြန်နေတယ်ဓာတ်ခန္ဓာဝဲတလှုပ်လှုပ်တရောရောတလှုပ်လှုပ်တရှိရှင်းတဖြုတ်ဖြုတ်ဒီလိုက်ဘူးလိုက်နှူးလိုက်ရှင်းနေစသည်တခုခုတွေ့နေဖောက်ပြန်တဲ့သဘောအဲ့ဒီခန္ဓာကဖောက်ပြန်တဲ့သဘောဟာ အကြောင်းတရားထောက်ပံ့လေသူ့ထုံးစံအတိုင်းသူ့ဓမ္မတန်ဒီသဘောပူသူ့ရဲ့လမ်းစဉ်တိုင်းသူ့ဟာပြောက်ပြန်တာပဲဒီလိုလဲသိလိုက်အဲ့ဒီတဲ့ပုဂ္ဂိုလ်သတ္တဝါပါမလားဘူးအဲ့ဒီဖောက်ပြန်နေတယ်သဘောဝါတို့တိုက်ခိုက်မှုလေရောပတိကုပတိဂတတိပိလတိဘိသတိအရာသူဖောက်ပြန်ပြီးပျက်စီးနေတဲ့သူပုဂ္ဂိုလ်သတ္တဝါရဲ့ ကိစ္စမဟုတ်ပုဂ္ဂိုလ်လက်တော်ရဲ့လှုပ်ဆောင်ခြင်းလည်းမဟုတ်ဘူး။ဖောက်ပြန်တဲ့သဘောဒီလိုသိရ။အဲဒီဖောက်ပြန်တာကိုသိနေတဲ့အတိညာလည်းပဲဇတုမနောသူကိစ္စလည်းသူသိတာပဲကိုကလည်းပဲဒါဟာဘယ်လိုရှိပါဘယ်လိုသိမှာလို့ဉာဏ်ကြုံလို့လည်းရတာပေါ့ကိုယ်ကဲလို့လည်းရတာပေါ့အမိတ်ပြလို့လည်းရတာပေါ့သူဖောက်ပြန်လို့ဆိုသိတာ ဟောက်ပြန်လာခန္ဓာကိစ္စသိတာကခန္ဓာမှာဖြစ်တဲ့မြတ်ကိစ္စကိုဒါပြီးပြီသိမယ်ဆိုတဲ့အတိအသေးတာသို့သောမာနကန္တာသိဖို့ဉာဏ်ကပုတ်ပဲပြီးတော့သိတာအဲ့တော့ဟောက်ပြန်နေတယ်လို့သိတဲ့အသိဉာဏ်ထဲမှာလည်းပဲခန္တီးတဲ့ပုဂ္ဂိုလ်သတ္တဝါငါသူလူနာမပါလာလားဖြီးပြီးသိပါ ဖြည်းဖြည်းနှလုံးသွင်းပါ။ထောက်ပြန်တဲ့သဘောတစ်ခုကိုမိမိရရတွေ့လာရင်သိလာရင်သိသိရှာခရုစားရဲ့ဒီလိုကြည့်။ထောက်ပြန်တဲ့ဆိုခန္ဓာရဲ့အမျိုးတစ်ပုံသိရလောက်အောင်ပြောင်းလဲတဲ့အချက် ဟုတ်ကဲ့ဆိုသူတို့ဒီခန္ဓာရဲ့ထုံးစံအတိုင်းမငြိမ်သက်သက်ယူရှာပြောင်းလဲနေတဲ့သဘောတွေပဲ။တောက်ခန္ဓာကိုယ်ကဒီသဘောတရားတွေသိပြီးတော့ကြာကြာကြီးစုပေါင်းလာရင်ရင့်ရောခြင်းအူမင်းချင်းဆိုတဲ့ပြဿနာဖြစ်လာတာပဲ။ဘယ်တတ်တော်တူဦးတရားကကမှဇာတိရဲ့လူခန္ဓာရလိုက်တည်ထပြီးတော့နေရင်းလို့မရှိဘူး။တဖြည်းနဲ့ဇာတာဇီနာတာခန္ဓာစံပါဠိစံလို့လို့ဒီဝလိတ္တသတ္တ အာယုနောပါဟံဣရိယနာပရိပါဘောအဆဲဆဲပြောင်းလဲရင့်ကျက်လာတာပဲဒါယုနောခန္ဓာရဲ့ بوا ရလမ်းကြောင်းဒါပြေသူကပြုလုပ်လို့ဘယ်သူကအမိတ်ပြေလို့ဘယ်သူကကန့်ကွက်လို့တားမြစ်လို့ဘာရမလဲဒါလည်းဒီထဲကအနတ္တပဲသဘာဝတရားတွေသူ့လမ်းစဉ်တိုင်းသူ့ပြိဿနဲ့ဖောက်ပြန် ဓာတ်ထားတော့ကိုကတားမြစ်လို့ရတယ်လေဘုရားကတော့သူကသူဖောက်ပြန်နေပါပဲသူ့အလုပ်ကသူ့ကိစ္စတာပဲအဲသူ့ကိစ္စသူလုပ်တယ်အမှန်တိုင်းလုပ်နေတယ်ပရမတ်အဲ့ဒါကြောင့်ပရမတ်ဒါလည်းခန္ဓာကိုယ်မှာစတဲ့ပေါ်စီတဲ့ဒီသဘောထားကြီးဖြစ်နေတယ်သူအရှိတရားအမှန်တရားခန္ဓာရောပရမတ်ဟုတ် အသိဉာဏ်ကပရမတ်တိတိမှာဒါမှတရားပဲကိုကြောက်ဝိပဿနာရှုတာခန္ဓာအဓိကကိုဉာဏ်အဓိကဒါဝိပဿနာဒီခန္ဓာမှာမဖြစ်ဉာဏ်မှာဖြစ်တယ်ခန္ဓာဒီဉာဏ်အပ္ပံကိုသိဖို့အတွက်သူ့အမှန်တရားကိုသူ့ဖော်ပြနေတာ ဒီထဲမှာရုပ်ပရမတ်ကလည်းရုပ်ပတိတိရူပါလို့သူ့ရဲ့ပြောင်းလဲတဲ့အကြောင်းပေါက်ပြန်တဲ့အကြောင်းလို့တလုတ်လုတ်တကြောရတလုတ်လုတ်တဖြုတ်ဖြုတ်ဒီလက္ခဏာကြီးပြရှုတဲ့ညာဟာခန္ဓာပြတဲ့လက္ခဏာအတိုင်းဘုက္ကူရင်ဘောဓိသဘောတွေဟာ တကယ်ခန္ဓာမှာတည်ငြိမ်မှုခိုင်မာမှုမရှိတဲ့။ဘောင်ပြန်မှုတွေပဲ။ဒါကလို့နေထံဖြစ်စေ။ဒီညာတို့ဟာဆုံးဖြတ်ချက်ကိုချနိုင်လောက်တယ်အပိဖြစ်သွား။ဘောင်ပြန်တဲ့သဘောသိလိုက်။ပုဂ္ဂိုလ်တော်ရဲ့ကိစ္စပေါ့ဉာဏ်ရဲ့ကိစ္စ အာဖောက်ပြန်တယ်ဖောက်ပြန်တယ်ဖောက်ပြန်တယ်လို့သိတဲ့အဲမှာငါတို့ဒီပုဂ္ဂိုလ်သတ္တဝါမိမ့်မောင်ကျက်ဆိုလုံးလုံးမစားတဲ့အသည့်ဖြစ်နေပါလားလက်ကအတ္တိဖောက်ပြန်လို့သိတဲ့အဲမှာအတ္တကအတ္တိပါမလားတော့အတ္တတ္တိပါမလားတော့အဲဒီလိုကြီးပဲပါမလားလို့အများကပါမလားရဲ့ဒါစိတ်ချလက်ချပြုတ်ပြီးတော့မှတ်တယ်အများကပါမလားဘူးကိစ္စပါမလားဘူးဆိုတော့ အမြဲတမ်းခံလိုက်ရဖောက်ပြန်တဲ့လဘကိုသိပြီးသွားရင်ပါမလာဘူး။တောင်းရက်ဆိုဗျာခဏခဏသိဘူးကြိမ်ခံလဲဆိုသိဘူးဘုရားတိုက်တော်လဲအဲ့ဒါရော။သိတိုင်းသိတိုင်းသက်္ကာတ္တိပါမလာ။သိတိုင်းသိတိုင်းအတ္တတ္တိပါမလာတော့ပြည့်လည်စွာပြတ်တယ်ဆိုဒီလိုဒီလိုပြတ်တယ်ကိစ္စမျိုး နဝရကိလေသာမဖြစ်တဲ့ပရမအာယုလည်းလက်ကျန်ဖောက်ပြန်တဲ့သဘောတော်တော်ကြည်ကြည်မြင့်မြင့်သဘောပေါက်သွားပြီခန္ဓာကိုယ်ဖောက်ပြန်တဲ့သဘောမိတို့တင်တော်ဝုံးမြောက်ဝန်းတာဖြစ်မိမိတို့ကိုနိဗ္ဗာန်မဲ့ကိုနိဗ္ဗာန်ပို့ဆောင်ပေးမယ့်ကိစ္စဒီအတိမျိုးတွေဖြစ်ရင်ပို့ဆောင်ပေး ဉာဏ်တည်းလို့သိဖို့တော့ခန္ဓာအပြားခန္ဓာပြတယ်နောက်ဉာဏ်ရဆိုင်ဆရာတော်ဆိုပါတယ်ဒီခန္ဓာသံသရာပြတ်ဖို့မဖို့လို့ရဖို့ခင်မတော်ရုပ်ထောက်ကူဆောင်ဖို့ရုံလားရုံလားဆောင်ဖို့လားယုံနာဆောင်ဖို့ကြောင်းမိမိအသိငဲနေသည်ဗျသိသိချာဆောင်ဖို့ မသိတဲ့ပုဂ္ဂိုလ်အတွက်တော့ယုံတော်ခန္ဓာဘာမှမတတ်ဘူး။အဲဒီယုံတော်ခန္ဓာနဲ့ပတ်သက်ပြီးတော့ပညာမြင်တယ်ငါပဲသူပဲလူပဲနတ်ပဲတဏှာမနတ်ဒိဋ္ဌိဖြစ်အပွဲကြတော့ခန္ဓာကိုအမှားတိုင်းအလုံးမချတတ်တဲ့ပြည်ဆိုင်။ဘုရားထုတ်တဲ့ပုဂ္ဂိုလ်ခန္ဓာကိုတရားစရာအလုံးချဒီခန္ဓာအသက်နဲ့ကိုယ်နဲ့ဥစားမကွဲသေးဘူးတည်းမြတ်ခန္ဓာဘုရား ဒီခန္ဓာမဆုံးအောင်ပြီးခင်အမျက်ရအောင်လုပ်တယ်ယထာဘုဒ္ဓကြားကြမာနက်ကံနဲ့အမြင်နဲ့မာနက်ကံနဲ့အသိနဲ့ဒါကြည့်ရသဗုဒ္ဓရောသေစုမူကပွန်သွားပြီးတဲ့မြတ်စွာဘုရားတို့မြတ်စွာဘုရားတဆူတဆူမှလည်း24တင်ချေကလေး60ပူဇေတသိက် ကျွတ်သွားတဲ့အရိယာတို့ဒီခန္ဓာရှိပြီးသွားရတာခန္ဓာညွန်ပြချက်ကိုလိလနေကျင်ပြီးတော့ခန္ဓာပြတ်သံသရာပြတ်နေလိမ္မာဝင်သွားကြတယ်ဒီလောင်းစင်ကြီးအထင်ရှားပဲမြတ်စွာဘုရားတရားတော်မိမိတို့ပါရမီနဲ့တွေ့လို့ ပါရမီတိုက်တော့ပါရမီကပို့ဆောင်လို့ဒီလောက်စင်ကိုယုံကြည်တဲ့အဖြစ်ရောက်ရောက်လာတဲ့ခန္ဓာမှာလက်တွေ့ကြကြလက်တင်နိုင်တဲ့အာထုတ်တယ်ဒီလိုရတဲ့အချိန်ခန္ဓာဘဝအသိသိနိုင်တဲ့အချိန်များများပြီးအောင်ခန္ဓာအစအစူးစား တလျဲဖောက်ပြန်တဲ့သဘောကိုသိနေသို့တခြားမမှုမရှိသေးတဲ့ခန္ဓာကိုအနှံ့ပြတခြားနေရာတွေအောင်ဒီလိုဝင်ဆိုတာသိအောင်ဉာဏ်ဖြန့်ပြီးတော့ကြည့်ပါ ဲ့လိုဒီခန္ဓာကတော့တချင်ကမတ်တမဲ့နေတယ်ဒီလိုဖောက်ပြန်မလဲမသိဘူးဒီလိုပြောင်းလဲဖောက်လဲမသိဘူးလူတွေတစ်ပြီးပြင်းနေပုံလာတာသူ့ဘာနဲ့သူဝဲလို့ထင်တယ်ဒီလိုခန္ဓာတွေတည်ရည်တည်ရည်ပြောင်းလဲဖောက်ပြန်ပြီးတော့ တော်နေပါလားဆိုတော့မသိဘူးသိတယ်ညာလည်းမရှိဘူးမြတ်စွာဘုရားသာသနာသက်ဝင်ယုံကြည်လို့တရားလို့အားထုတ်ဖို့ဆိုမဟာသီရိကလေ့လာတော့ဒါရဲ့သူ့အကြောင်းရုပ်တည်တယ်ဆိုလာတယ်အကြောင်းဝင်မှာမဟုတ်ဘူးယုံနာခန္ဓာစဖြစ်ကလေးကွာ ဥပ္ပါရဇရာခြေတိဘင်္ဂဝသေနဒလူလာဖြစ်ဆိုတဲ့သဘောကြည့်လိုက်ရင်းရင်းတည်ခြင်းပြည့်ချက်ဆိုတဲ့ဥစ္စာကဘောခန္ဓာကိုယ်စားပြီးတော့ဖြစ်ဆိုတဲ့ဇာတိကလေးက ဖြစ်ပြီးတဲ့နောက်ရင့်ဘူးကြည့်ရမရင့်အောင်ဆိုင်ထားလို့တောင်းပြထားလို့ကောက်ဝတ်ထားလို့ရပါမယ်အဲ့ကျင့်တာကနေပြီးတော့အစာလဲအဆုံးရင့်စားရင့်လေရင့်ဆုံးတော့ပြောင်းလဲပြီးတော့ဇူရင်အုံမင်းနဲ့ဆက်ကြည့်တော့ တော့မနေ့ကမိုးတဲ့ကလေးဟာဒီနေ့ဆိုတော့ဒီကရင့်နဲ့စရာပဲရောက်တယ်တသဘာဝတရားတွေပွားရလိုက်တော့အကျိုးဆိုင်နဲ့ဆိုတော့ဘာသူကကလေးငယ်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 ပဲလို့ပါလို့ပရမသဘောရဆိုရင်စက်ကလည်းအမြတ်ရင့်ဒီလိုတရားတွေစက်ကစက်ကဖြစ်နေတယ် များသွားပြီဆိုရင်ဒါလည်းသင်္ချာချာကြီးဖြစ်လာ။လက်များသွားတဲ့ခါကျတော့ရင်းနေဦးချက်ဆိုတဲ့လက္ခဏာဆန်ဖြူလာလို့ပါလို့ပြရတယ်။ဒါပြုံးနေဖြစ်တာကိုတပြည့်ပြည့်ခန္ဓာကိုပေါ့အဲ့ဒါလို့တရည်ရည်တရည်ရည်တရည်ရည်တလုံးလုံးထောက်ပြန်ပြောင်းလဲတဲ့ဘောရီယံ။သူ့ထိုးစားအတိုင်းသူ့လှဆင်အတိုင်းဖန်ပြီးတော့ တရားအားထုတ်တာခန္ဓာအကြောင်းသိဖို့လေ့လာတဲ့ကိစ္စ။ဘုရားသခင်မှိတ်ပြီးတော့မတိလေးထားပြီးတော့ခန္ဓာကိုစောင့်ပြီးတော့ကြည့်နေတာ။တဏှာမသရော့ရော့နဲ့ဖောက်ပြန်။ဟောတာဖောက်ပြန်။တို့နိသုဟာနဲ့သူဖောက်ပြန်။တဏှာမပူလိုက်ရင်လည်းလွယ်လိုက်ရှင်ဖောက်ပြန်။ဒုက္ခိစ္စနဲ့သူဖောက်ပြန်။ တတိယမှာလှုပ်ရှားတော့ကောင်းပြီပေါ့ဗျာသူ့ကိစ္စနဲ့သူပေါ့ဗျာမိမိတို့ကသူ့ကိစ္စကိုမစင်စားဘူးမိမိတို့သိနိုင်လဲသိဘာသိတယ်လဲပေါ့ကြတယ်ဒါကလည်းမအားဖြင့်ဖောက်ပြန်တယ်လို့လားသိနေရတာတကယ်အမြင့်သာရအနေနဲ့တော့ငါကံကူကံအခိုင်မာအဆောင်ထဲဆိုတဲ့အတ္တတိတ်ကိုကျုံတယ် အခိုင်မမဟုတ်ဘူးအကောင်းဆုံးမဟုတ်ဘူးဆိုရင်ငင်းကျက်တယ်။အောက်ပြန်တဲ့သဘော။ဒေါဟတ္တတိပြုတ်တာ။အောက်ပြန်တဲ့သဘောများများသိလာပြုတ်တာ။ခန္ဓာကိုယ်ကအကောင်းတည်းအခိုင်မလို့ယုံကြည်ချက်မရှိဘူး။သမောဘောတရားရောတရှိကြီးတုံးတုံးနဲ့ပြောင်းလဲနေတဲ့အောက်ပြန်နေတဲ့တိုက်ခိုက်နေတဲ့ပြိုပွားနေတဲ့သဘောတွေပဲ။ ။နောက်ဝိပဿနာအားထုတ်တော့ဆိုရင်အခြေခံဖြစ်တဲ့နာမရူပပြိစေ။ပြစ်စရာပြိစေ။အခြေခံဖြစ်တဲ့ကျေတဲ့ဒီဉာဏ်ရောက်အရင်ဆုံးကြိုးစားဒီဉာဏ်ဖြစ်ဖို့ဟာလေဖောက်ပြန်တဲ့သဘောကြီးရုပ်ပါမတ်ဟုတ် သိတဲ့တဲ့သဘောကသိဟောဒီခန္ဓာယုံနာကပါပဲဒါကလည်းအမှန်ပဲနာမရူပမတ္တတဥဒ္ဒအညသတ္တဝပုဂ္ဂလောကလက်ထီနေစိစိတ်ချလက်ချယုံကြည်မှုရရဲ့ဒါနာမရူပပြိစိရာညာနာမရူပဝေါဟဌာနညာဖြစ်သွားအခြေခံညာရတယ်အဲ့ဒီပေါက်ပြန်လာတဲ့သဘောတရားတွေကတကယ်တော့ ဖောက်ပြန်ကိုယ်ကလည်းမလုပ်ပါဝတ်ကျင်လည်းမလုပ်တကုတ်ရှင်လည်းဖန်ဆင်းတာမဟုတ်ဘူးမလုံလုံဖြစ်တာလည်းမဟုတ်ဘူးသူ့ဟာကြောင်းအထောက်အပံ့နဲ့သူ့ဟာဖောက်ပြန်နေတဲ့ကိစ္စတွေပဲလို့အကြောင်းပစ္စည်းသိသိပြီးတော့သိတယ်အသိရောပစ္စည်းပြိကအဲ့ဒီအသိနှမျိုးခိုင်မာသွားရင်ရှေ့ဝိပဿနာရှေ့ကောင်းကောင်းရောက်ချင်ပါဘူး ။နောက်အချိန်ကဖြစ်တဲ့ဖောက်ပြန်တဲ့သဘောကိုဖောက်ပြန်နေတယ်ဖောက်ပြန်နေတယ်။ညာညာသိအောင်။ယုံကြည်ရပါအောင်။ကြိုးစားပါမြဲမြဲသိဖို့ယုံကြည်ချက်ပါဖို့ပါသက်ခါတကသိနေဖို့ သိမင်းပါထူလို့ဆိုဖောက်ပြန်တာလည်းသိပါတော့ဖောက်ပြန်တဲ့ဒီစီသိတာနဲ့နောက်ထပ်သိသိလာတဲ့ကိစ္စကြီးကအသိရှင်းတော့မတူဘူးယုံကြည်ချက်အနေအမြတ်ပါလားနောက်တစ်ခါကြည်လိုက်ဖောက်ပြန်တယ်လို့နောက်တစ်ခါကြည်လိုက်ဖောက်ပြန်တယ်လို့အာဒီခန္ဓာကဘယ်တော့ကြည်ကြည်ဖောက်ပြန်နေတာတွေ့တယ်တွေ့ဖောက်ပြန်တာအေကရှိတဲ့တရားပဲအမှန်တရားပဲယုံကြည်ချက်ပါ ဒါကြောင့်မြတ်စွာဘုရားတိုက်တွန်းတာသင်္ခါမြတ်စွာကြည်ပါသင်္ခါမြတ်စွာသိပါအချိန်လေးပါတကယ်တော့ဖောက်ပြန်တာလေခန္ဓာကိစ္စကိုယ်နဲ့မဆိုင်ဘူးကိုယ်လုပ်ပြီးတာလည်းမဟုတ်ဘူးဘုဖောက်ပြန်လာမှကိုယ်ကအာဃာလေးအလိုက်တဲ့ဖောက်ပြန်လေလို့သိနေတယ် ဖောက်ပြန်တော့မတွေ့ရင်ဒါသိဖို့မတွေ့တကယ်တော့လက္ခဏာကမဖောက်ဝင်ပြန်ရက်နေနေတဏှာတော့မရှိမြေသေးချောင်းနဲ့ရည်စည်းတဲ့ခါမပြတ်သလိုမိမိအသိဉာဏ်ရောက်နေရောက်တဲ့နေရာဖောက်ပြန်တာတွေ့မဖောက်ပြန်မယ်နေလို့ရတဲ့တရားပေါ့အဲ့တော့တွေ့တိုင်းတွေ့တိုင်းမှာ ဖောက်ပြန်တယ်လို့အမှန်လျောက်အမှန်လည်းပြီးတတ်တယ်။ဉာဏ်သာဖို့အဘဒရာရဲ့ပူရဲ့ရေးတယ်လို့ရှင်းဉာဏ်နဲ့သူကမှတ်လိုက်တယ်။ဓမ္မိသူအသိဉာဏ်မပါတဲ့ဒါကိလေသာအမှားသာဖြစ်။အဲ့ဒါကိုမဖြစ်အောင်တတိဂရုဆိုင်တတိလေးထားဘေးဆိုင်နေရောဆိုတာအဲ့ဒီခန္ဓာကတွေ့သမျှဖောက်ပြန်တဲ့သဘောတွေပဲလို့ 绝对一个苹果五一份，干清碧萝莉。